ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ကျမတို့ကပန်အော်ဒီယိုဘုတ်ချန်နယ်လေးကနေကြိုဆိုလိုက်ပါရနော်။ဒီနေ့မှတင်ဆက်ပေးမယ့်ဇာတ်လမ်းကတော့စာရေးဆရာ မောင်ညုံမိုင်းတန်လင်းရေးသားထားတဲ့ကျေးဇူးနဲ့ခရီးဆိုတဲ့ဇာတ်လမ်းလေးအစားဆုံးတင်ဆက်ပေးမှာဖြစ်ပါရှင်။ဇာတ်လမ်းလေးပစတင်ခင်မှာကျမတို့ channel လေးကိုလည်း like နဲ့ subscribe လုပ်ပေးဖို့မမေ့ကြပါနဲ့နော်။အိမ်မဲကြီးကဘယ်နေရာမှာလဲ။အဲ့ဒီလိုမင်းရဲ့အဖိုးကိုကြည့်ပြီးကျွန်တော်တောင်းလို့သွားခဲ့ပါတယ်။ အချိန်ကည7:00နာရီနေပါခန့်ကျွန်တော်ကကင်းဆောင်ရမယ်ကင်းတဲ့သူအတွက်လမ်းထိပ်မှာဒီအဖိုးအိုနဲ့တွေ့ဆုံကြခြင်းဖြစ်ပါတယ်အဖိုးအကြီးကအသက်90ခန့်ရှိပါတယ်အဖြူအောင်တွဲနဲ့မုတ်စိမွေးမြကလည်းဖြူဖွေးလို့သူ့အတွင်ကို လာရောက်နေအတိုင်းတားမြင်တွေ့ရပါတယ်လက်ထဲမှာလည်းထမင်းထုံးနဲ့တူတဲ့အထုပ်တစ်ခုဆွဲလျက်သူ့လက်ပင်ပေါ်မှာတော့နက်ပြောင်နေရဲ့ပရိတကုံးကိုလည်းတွေ့ရပြီးခက်ဖောင်းမှလွှဲကြီးကိုဆွဲလွှဲတိုင်းလွှဲလို့ "तू อ่ะသူ့မိကုံးကိုပြန်မဖြည့်သေးရဲ့ကျွန်တော်အားအမလို့အမရဟန်နဲ့ကြည့်ပြီးထပ်မေးပြန်ပါတယ်။အိမ်မဲကြီးကဟိုကုန်းထိန်နာခြံထဲမှာမှာဘာရဲ့အချိန်မတော်ကြီးဘာသွားလို့မလို့လဲ။ဒီညတညတော့အိတ်ဆရာမရှိလို့သွားအိတ်မလို့ပါ။ခမညာအဖအဲ့ဒီအိမ်ကြီးမှာသွားအိတ်မလို့အဲ့ဒီအိမ်ကြီးကိုဘသူလမ်းညွှန်လိုက်တာလဲဗျာ။ဟင်လန်းထိတ်ကင်းတဲ့နာလူနှစ်ယောက်ညှို့လိုက်တာပဲဘသူအေးအေး ိတ်လို့တဲလို့ရတဲ့တတလုံးနေချင်ရင်တော့နေလို့ရတယ်လို့ပြောလို့အဘာဘာတော့တငယ်ဖြစ်နိုင်လေအခြားနေရာမှာသွားတဲ့ပါဗျာဥပမာဖုန်ကြီးကျောင်းလိုနေရာမျိုးပေါ့ကျွန်တော်ကဒီရဲ့အိမ်မက်ကြီးကျောင်းသိနေ၍စိုးရင်စိတ်နဲ့ပြောလိုက်ပါတယ်ဖုန်ကြီးကျောင်းကဘယ်နေရာမှာလဲအချိန်မှမရှိတော့ရပါမလားအေးအေးဖုန်ကြီးကျောင်းကဝေးတာတော့တော်တော်ဝေးတယ်ခမညာ ဟိုဟိုနေပါအောင်တန်ငယ်အခုသွားတဲလို့ရမယ်အိမ်မဲကြီးကဘာဖြစ်လို့လဲအဲဟိုဟိုဟိုအဖရဟိုမှာကြောက်စရာကောင်းလို့ပေါ့ခမဒါဖြစ်လေအဖမင်းအိမ်မှာဒီညအဲ့လိုရနိုင်မလားအေးအဲ့ဒါလားမဖြစ်ဘူးခမဒီညကျွန်တော်ခင်းကြနေကြာပါတယ်ကွာလက်ငင်းရတဲ့စီတဲတာကကျင်းတည်ပါတယ် အဲ့ဒီနောက်အဖိုးအိုဟာကျွန်တော်လမ်းညွှန်လိုက်တဲ့အတိုင်းနာမည်ကျော်အိမ်မဲကြီးရှိရာကိုဆက်ဆိုင်ဆက်ဆိုင်နဲ့ထွက်သွားလိပါတယ်။ကင်းတက်ရောက်တော့ကင်းဆောက်ပေါ်ဆန်လာနဲ့ဘူးတို့ကိုအဲ့ဒီကြောင်ပြောပြလိုက်တဲ့အခါသူတို့လည်းအံ့ဩပြီးမျက်လုံးများကျဲသွားကြပါတယ်။ဒါနဲ့အတူအဖိုးကြီးတို့စိုးရင်ပူပန်မှုများဖြစ်သွားကြပါတယ်။စိုးရင်ရတဲ့အကြောင်းတွေကရှိပါသေးရဲ့။ဤအိမ်မဲကြီးဟာဒီရက်ကွက်ကုန်ထိန်မျက်နဲ့မလန်းမကန်မှရှိနေပါတယ်။ နာမည်ကျော်ရတဲ့အကြောင်းရင်းကဤအိမ်မဲကြီးမှာတက်စိတ်ခြောက်ချင်းဖြစ်ပါတယ်6တာမှာဘသူမှမနေရအောင်ကို6တာပဲဖြစ်ပါတယ်ဤအိမ်ကြီးမှာ အစားကနေသူက ကိုထိုးခွင်းတို့တန်ငါတဲ့မိသားစုနေကြပါတယ်ကိုထိုးခွင်းရဲ့အမိရင်းကကိုစိန်တောင်းဖြစ်ပါတယ်ဒါပေမဲ့သူ့ရဲ့ပေါင်နှစ်ဖက်နဲ့ရင်ဘတ်ကြောကုန်းများမှာထိုးခွင်းမြင့်ကြောင်အင်းခွက်များအပြည့်နှိပါထိုးထား၍အရင်ကကိုထိုးခွင်းလို့အလွယ်ခေါ်လိုက်ကြပါတယ်ကိုထိုးခွင်းတို့မိသားစုကငါးဦးဖြစ်ပါတယ် ကိုထိုးခွင်သူ့ရဲ့မိမမတ်ရွှေကြီးကလေးများနဲ့ကိုထိုးခွင်အမကြီးမတ်အိမ်ရှင်တို့ဖြစ်ကြပါတယ်။တန်ငါလုပ်ငန်းကိုဖိဖိစီစီလုပ်၍ပတ်ဆံရလာပြီးတော့အဲ့ဒီ channel မှာပဲဂျေးထူထူနဲ့အိမ်ကြီးတအိမ်ဆောက်လုပ်နေထိုင်ကြပါတယ်။လူကချမ်းသာတော့လေကစေးရနေပါတယ်။အလူခံသွားရင်တော့ကတော့ပါသေးရဲ့လို့ပြောလို့တရားများပါတယ်။သူ့တန်ငါအုပ်စုမှလွှဲ၍ကြံလူများကိုဟပ်ပပမဆက်ဆံမှာဒီအရက်သားလည်းမဟုတ် တူတူပြောရရင်တော့တ냐သူတို့အိမ်ဓမြတိုက်ခံရပါတယ်ကိုထိုးခွင်းကဓမြများတောက်နဲ့ရွှေငွေများမပေးပဲမမိုက်ကန်ကန်ပြန်လည်ခုခံခဲ့ရဓမြများကမိသားစုအလုံးကိုဓာတ်နဲ့ခုတ်တက်ပြီးတော့စီးသမျှပစ္စည်းတွေကိုအကုန်ယူသွားခဲ့ကြပါတယ်အဲ့ဒီအချိန်မှာစပြီးကိုထိုးခွင်းတို့မိသားစုမကြွမလွတ်ပွားနဲ့ဤအိမ်မဲကြီးရဲ့မှာတောင်းကြကြပါတော့တယ်နောက်ဆုံးတပည့်လက်တောင်းများမနေရပဲအိမ်ကြီးကိုဆုံးခွာပြေးကြပါတော့တယ်တနေ့ ကိုထိုးခွေအမျိုးထဲမှာတက်တိကောင်းနဲ့လင်းများနဲ့အောင်အဲ့ဒီအိမ်မဲကြီးပေါ်လာနေကြပါတယ်။ယောက်ျားလောက်သူအမိကကိုပန်းစိန်နဲ့မိမအမိကမမိုးပွင့်လို့ခေါ်ပါတယ်။မမိုးပွင့်က ကိုဝေကြီးနဲ့ဖြစ်ပါတယ်။တညက်နေမမိုးပွင့်ထမင်းချက်နေစဉ်နောက်မှလူတယောက်ကဖတ်ထားလိုက်ပါတယ်။ပထမကတော့သူမယောက်ျားကိုစိတ်ပန်းမတ်၍ထမင်းအိုးငဲ့နေပါတယ်။ငငိမ့်နေလို့ပြောလိုက်တော့လေနောက်လူကမလွတ်ပဲနေရကြောင်း နောက်ပြန်မောကြည့်လိုက်ရမမိုးပွင့်လန့်အော်ပြီးငှဲ့နေတဲ့ထမင်းအိုပါလွတ်ကြကသတိလစ်သွားခဲ့ပါတယ်။သူမမောကြည့်စဉ်မြင်လိုက်ရသူကသူမရဲ့ယောက်ျားကိုပန်းစိန်မဟုတ်မြင်ရသူကကွယ်လွန်သူသူ့ယောက်မဝမ်းကွယ်မဲရွှေကြီးဖြစ်တော်ကြောင်ဖြစ်ပါတယ်။ကွယ်လွန်သူမဲရွှေကြီးဟာစပင်ဖားလျားနဲ့သူမကိုဖက်ပြီးမျက်ရည်များပါးပြများစီးကျနေရကိုမြင်လိုက်ရတဲ့အခါမှာတော့မမိုးပွင့်ယောက်ျားကိုပန်းစိန်ကြုံရတဲ့ဖြစ်ကတမျိုးဖြစ်ပါတယ်။တညာ အိမ်နာတက်ဖို့သွားရင်အိမ်နာတကောက်ကိုဖွင့်လိုက်တဲ့အခါအထဲမှလူတယောက်ငုတ်တုတ်ထိုင်နေအောင်တွေ့ရ၍ဘသူလဲလို့လှမ်းမိလိုက်စဉ်အထဲကလူကငါဘာလို့ဆိုလိုက်ပါလဲဘဲကငါလဲခမခမဘသူလဲငါဘာကွာထိုးခွင်းမှာဟင်ထိုးထိုးခွင်းကိုထိုးခွင်းအထဲကလူကငုတ်တုတ်ကနေထိုးခွင်းလို့ပြောနေတဲ့အတွက်မယုံနိုင်တာကြောင့်မိကျစ်ချက်ပြီးကြည့်လိုက်ရကိုပန်းစင်ဟာ အမလေးပြလိုအော်ကအိမ်သာရှိမှတဲ့သတိလစ်ကသွားခဲ့ရပါတော့တယ်။သူပြန်လဲသတိရလာပြီးနောက်နောက်နေ့မိုးလင်းသည့်နေ့လင်းများနှုတ်ချက်ချင်းပြောင်းရွှေ့သွားကြပါတယ်။မပြောင်းလို့မဖြစ်တော့ညာတော့အိမ်သာထဲမှာကိုပန်းစဉ်ကြုံတွေ့ရသူက ကွယ်လွန်သူ ကိုထိုးခွင့်ကကိုစေတောင် ဖြစ်နေကြမှာပဲ။အဲဒါကြောင့်ဤအိမ်မဲကြီးရဲ့မှာဘသူမှမနေရကြတော့ညညတိုင်းနဲ့ဤချမ်းထဲမှာကလင်းကိုတက်များကြားရပါတယ်။ တားချော့သေးစုသိမ့်နေတဲ့ကိုလည်းကြားရပါတယ်။ဒါနဲ့အိမ်ထဲမှာ လူကမရှိ တခါတည်းကဝမ်ပန်တနီငိုဆိုင်တံများကြားရပါတယ်။တခါတခါလက်ပံပေါက်ခက်တံများကိုလည်းကြားရပါတယ်။အနည်းဝင်းချင်နေများကအဲ့ဒီလိုပြောကြပါတယ်။ဒါနဲ့တဆေချောက်တော်အင်ကြီးအဖြစ်နမေကျော်ကနေဝင်ရင်တော့ဘသူမှဖြတ်မသွားရဲကြ။အသားငါးတွဲများနေဝင်ရင်တရောကင်ဆွဲလာရင် လူမမြင်ရပဲအလူခံကြရ၍ အသားငါတွဲနဲ့အဲ့ဒီအိမ်ရှိမှဘသူမှမသွားကြတော့တနေ့တဆေယုံမြုံကြည့်တော့နန္နာဘွားပရဝိညာဉ်ဆိုတာကိုလက်မခံတော့လူချမ်းကြီးတူလာရောက်နေထိုင်ခဲ့ပါတယ်။နှစ်ရက်မြောက်တော့နေမှာအဲ့ဒီလူချမ်းကြီးသူ့ရဲ့အမည်မှာတော့ကိုကြားကြီးလို့ခေါ်ပါတယ်။ပဆိုးမြမပါပဲနန္နာစောစောစစ်စစ်ထွက်ပြေးလာခဲ့ရပါတယ်။ညနေတိုင်းရောက်တော့လူချမ်းကိုကြားကြီးတက်တက်ခါနေမြအုံနောက်ပြတ်သွားခဲ့ရပါတယ်။ဖြစ်စတော့အရက်က ူ့ကိုဝိုင်းချုပ်ဖမ်း၍မေးကြတဲ့အခါမှာတော့သူအိပ်ပျော်နေစဉ်သူ့ရဲ့ခြေထောက်နှစ်ချောင်းကိုစောက်ထိုးဆွဲပြီးလူမမဲကြီးတယောက်ကကမ်းမြထားကြောင်းသူသတိရ၍ကြိလိုက်တော့အခါသူ့ကိုစားလုထားတဲ့လူကြီးကထိုးခွင့်မြင်ကြများနဲ့လူအကြီးကြီးတဲ့သူကရုံလို့မရဗက်ဆက်ထဲကစိတ်အကျဉ်းစိနေစဉ်လူမမဲကြီးအားသူ့ကိုခြေထောက်နှစ်ချောင်းကမ်းပြီးလေထဲမှာအကြကြီးမှွေရမ်းနေပါတယ်သူနဲ့အတူကလေးများနဲ့မိန်းမများရဲ့ဟာတရရဲ့တံများကိုကြားရပြီး သူ့ကိုလွင့်ပြစ်လိုက်၍အဝတ်မပါဘဲထွက်ပြေးလာခဲ့ကြအောင်ကိုကျွန်တော်တို့အံ့ဩချောက်ချားဖွယ်ရာကြားသိခဲ့ရပါတယ်။အဲ့ဒီအခါဖြစ်ရဆန်းကျင်များမှဆ ảy ၍အဲ့ဒီအိမ်မဲကြီးမှလူမဝေ၍ခွေးရမဝင်တော့ညညတကောင်ရှီလျားလာတော့ခွေးဥတံများကို၎င်းရေတံကိုတံပြေးလွှာစော်ကစားတံများ၎င်းမကြခနကြားရချင်နိုင်ရှိခဲ့ပါတယ်။အဲ့ဒီအိမ်မဲကြီးမှဒီညသွားရင်အဖိုးတို့အတွက် ကျွန်တော်တို့စိုးရင်ခဲ့ရခြင်းဖြစ်ပါတယ်။အဲ့ဒီနောက် လိုအပ်တယ်လို့ကူညီကြမယ်လို့ကျွန်တော်တို့ကင်းသမားတုံးလဲနားဆိုရင်သတိနဲ့နေလိုက်ကြပါတယ်။နန်းနန်းမိုးမလေးတလင်းမှာပဲကျွန်တော်တို့နားဆွနေရဲ့အဖိုးအကြီးလာနေရကိုမြင်လာရတဲ့အခါမှာတော့ကျွန်တော်တို့အံ့ဩသွားခဲ့ရပါတယ်။အဖိုးအိုရဲ့အသွင်တန်ကဘာမှမဖြစ်တဲ့ကဲ့သို့ဒါနဲ့ကျွန်တော်တို့ကမိလုံရင်မှအဖိုးကိုရေနွေးကြံဝေတော့ပါရန်ဖိတ်ခေါ်လိုက်ပါတယ်။အဖိုးကလည်းလလလလနဲ့မိလုံရင်ရေနွေးကြံကိုတောက်ပါတယ်။ သူကကျွန်တော်မှတ်မိသွားပါတယ်။အဖို့ဟေးညအိမ်မဲကြီးမှာဘာတွေဖြစ်ကြတော့ခမ။ဘာမှမဖြစ်ပါဘူးကွာ။အားလုံးအချင်းကြီးကောင်းပါလေကွာ။နေပါဦး။လူကလေးတို့ကဘာလို့များဒီလောက်စိုးရိမ်ပြီးတုံလုံးနေရတာတော့။ဒီအိမ်ကြီးထဲမှာဘသူမှညိုင်းလို့မရဘူးအဖို့ရဲ့။ဟေးဘာဖြစ်လို့တဆေ၆ကျန်းလို့ဗျ။တဆေဟုတ်တယ်ဗျ။ ဟာဟာဟာတဆေတဆေတဆေချောက်ကျန်းတဲ့တဆေချောက်ကျန်းတဲ့လားကွယ်ငါတော့ဘာမှမသိပါအိမ်ထဲဝင်တော့ကလေးတယောက်တနာစွဲ တွေးလိုက်ရတော့ငါဖို့ခြံထားတဲ့သမင်းထုတ်လေးပေးလိုက်တယ်ပြီးတော့ငါဒီအိမ်မှာညအိမ်မယ်ဘာမှမလုပ်ဘူးမနှက်ပြန်ပြန်မယ်လို့ပြောလိုက်တယ်ဒါနဲ့ငါလည်းအိမ်မို့တက်ပန်းဝေးပြိုလဲနေရဲ့ဖះဆင်ရှင်မှာဖုန်ခါလိုက်ပြီး လွယ်အိတ်ထဲကပစိုးဝိုင်းလေးခင်းလို့လွယ်အိတ်ကိုခေါင်းခုပြီးလှဲလိုက်တယ်။ဖះရှစ်ကိုပတိစိတ်ချင်ပေမဲ့ဘာမှမလုပ်ပါဘူး။တန်းအိပ်ပါမယ်လို့ခရီးပေးပြီးသားဖြစ်တာ ਉਹ ထူးတော့ထူးဆန်းတာပဲလို့စဉ်းစားပြီးဒီခြံထဲမှာရှိကြတဲ့အဆောင်ရှောက်များပုပ်ကုန်များဘဝဟောင်းပုပ်ကုန်များမြစ်တာလီပို့ပြီးမျက်လုံးမှိတ်ထားလိုက်ပါရဲ့။အဲ့ဒီအချိန်မှာပဲနောက်ဖေးဘက်စီကကလင်းကိုတန်လဲကြားရတယ်။ပြီးတော့မိခင်တယောက်ရဲ့ တားချော်သေးဆိုတဲ့မျိုးကိုလည်းကြားနေရတယ်။ဒါနဲ့တူမိသားစုအလူရက်စားတောက်နေတဲ့မျိုးလည်းကြားနေရတယ်။အင်းဒီအင်အိုကြီးရဲ့မှာငါတယောက်တည်းမဟုတ်ဘူး။လူတွေရှိသားပဲဆိုပြီးကြောက်စိတ်လုံးဝမရှိပဲနေရဲလာတာ။မကြခင်တော့အိပ်ပျော်သွားတယ်။တရေနိုးလို့နားဆွန့်လိုက်ရင်ခေါင်းရင်းဘက်မှာလူတယောက်လမ်းလျှောက်နေသလိုအတံမျိုးလည်းကြားရတယ်။ဒီလိုနဲ့အိပ်ပျော်သွားလိုက်တာလင်းကျက်တုန်တန်ကြားမှာငါလည်းထပြီး ခရီးဆက်ဖို့ပစ္စည်းတွေတိမ့်ပြီးအောက်ကိုဆင်းလိုက်တယ်ကွယ်အဲ့ဒီနောက်ညအိတ်ခွင်ပေးတဲ့အင်ရှင်မိသားစုနှုတ်ဆက်ပြီးညကအတန်ကြားတဲ့နောက်ဖေးဘက်အချမ်းကိုထွက်လာလိုက်တော့ဘသူမှမတွေ့ရအောင်ဒါနဲ့ဟိုမောင်ရင်လူမဲကြီးအိမ်မော်အိတ်နေသလားဆိုပြီးအိမ်မော်တက်ရှာတော့လေမတွေ့ရအောင်တဲ့အိမ်လုံးတချမ်းလိုတိတ်လို့ကွယ်ဒါနဲ့သူတို့လေငါးထက်ဆော့ဆော့ဝရိယကောင်းကောင်းနဲ့ လုပ်ငန်းခွင်ဒါမှမဟုတ်အပြင်သွားကြတယ်မှတ်ပြီးငါလည်းအိမ်ချန်ထဲကနေထွက်လာခဲ့လိုက်တယ်။အဲ့ဒါငါကိုယ်တိုင်အဲ့ဒီအိမ်မဲကြီးပေါ်မှာကြုံရတဲ့ဖြစ်စဉ်မှာပဲကွယ်။အဖိုးရဲ့စကားဆုံးတော့ကျွန်တော်တို့သုံးယောက်တယောက်မျက်နှာတယောက်ကြည့်ပြီးအံ့ဩချက်ချနေကြပါတယ်။အဖြစ်အပျက်ကမယုံချင်နိုင်စရာဘယ်တော့မှဒီအိမ်ကြီးရဲ့မှာလူမရှိ အဖိုးကြီးညာဘေးမြပြောနေရတလားတန်ရရှိလာပါတယ်။အရှင်လူများက YouTube သွားတဲ့ဘဝကိုကျွန်တော်တို့ကိုယ်တိုင်မျက်မြင်တွေ့ခဲ့ရပါတယ်။ဒါနဲ့ကျွန်တော်ကအဖိုးအကြီးညာနေရမှတ်၍တခုမဲ့လမ်းမေးလိုက်ပါတယ်။အဖိုးအဖိုးညာကတွေးခဲ့ရတဲ့လူပေါ်မှာဘာများထူးထူးခြားခြားအမတ်တာတွေးခဲ့ရပါလဲခင်ဗျာ။ဟာတွေ့ရဲ့တွေ့တယ်။ဘာတွေ့ရလဲရင်အဖိုးအဲ့ဒီလူမမဲကလာရအောင်မှာခတောင်းကြပြီးတော့ပိုက်ခွန်ဖားနေရကိုအဲ့ဒီမှာ ဘာတွေးရတတိပြုမိတလဲဆိုတော့သူ့ရဲ့ရင်မက်မှာဆင်းမင်ကြောင်အင်းွက်တွေအများကြီးရှိနေတယ်လို့ဒူးစစ်ကနေပေါင်ရင်ထိဆင်းမင်ကြောင်ကွက်စိတ်ထိုးထားတာကိုအဖိုးတတိချာချာမြင်ခဲ့ရတကွယ်ပြာအမလေးအဲ့ဒါကိုကိုထိုးခွင်ကျွန်တော်တို့၃ယောက်စလုံးအာမနိတ်တံများအလန့်တကြားရေရွတ်တံများဘဇက်မပြန်ဘူးထွက်သွားကြပါတယ်ဂိုင်း အဖိုခရီးဆက်เสียရှိသေးလို့သွားပြီဟေ။ဦးအဖိုးနာမည်ဘယ်လိုခွာလဲယင်။ဦးရကျော်တဲ့အချို့ကတော့ဘားတိုက်ပုံဦးရကျော်လို့ခေါ်ကြတယ်ကွ။အဖိုးဘားတိုက်ပုံဦးရကျော်ဟာလွယ်ကြီးကိုတိုင်းလွယ်ပြီးနေရာမှထွက်သွားခဲ့ပါတယ်။ကျွန်တော်တို့အားလုံးလူထုဆန်းကြီးရဲ့နောက်ကျောကိုကြည့်ပြီးအံ့ဩနေကြပါတယ်။မဟုတ်မှလွယ်ရော အဖိုးဦးရကျော်စွန့်ကျဲပေးကမ်းလိုက်တဲ့ ထမင်းထုတ်ကျေးစုကသစိမိသားစုအပေါ်စူးရောက်မှုရှိသွားလို့ပဲလားဒါမှမဟုတ်ဟိုတတိမလုပ်ပဲတန်းအိပ်ပါဆိုတဲ့ဂရိတီချင်းမှုအတွက်အစွဲလဲကြီးလာတော့ကိုထိုးခွေမိသားစုကစောင့်ရှောက်လျော်သလားမစင်းစားတတ်အောင်ဖြစ်နေဒီကကျွန်တော်တို့၃ယောက်ပဲဖြစ်လေပါတယ်ပြိတ္တများရှင်အခုတင်ဆက်ပေးခဲ့တဲ့ဇလန်လေးကတော့စာရေးဆရာ မောင်ညုံမိုင်းတန်လင်းရေးသားထားတဲ့ ကျေးဇူးနဲ့ခရီးဆိုတဲ့ဇလန်းလေးရဲ့အစာဆုံးတင်ဆက်ပေးခဲ့ဖြစ်ပါရှင်။ဇလန်းလေးကိုနားဆင်ပေးပြီးဆိုတော့ကျမတို့ channel လေးကိုလည်း like subscribe လုပ်ပေးဖို့မမေ့ကြပါနဲ့နော်။နောက်နေ့တွေမှာလည်းဘယ်လိုဇလန်းလေးတွေကိုတင်ဆက်ပေးမလဲဆိုတာစောင့်မျှော်ကြည့်ရှုအားပေးကြပါအောင်နော်။နားဆင်အားပေးကြတဲ့ပရိသတ်များအားလုံးကိုစိတ်နှပြကျမ်းမာချမ်းသာကြပါစေရှင်။